်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့ခွင့်ရတဲ့လူတယောက်နော်လေဒီစတော်ကြီးရဲ့စကားကိုယူပြောရမယ်ဆိုရင်တော့လူထက်လူပေါ့နော်လူထက်လူဖြစ်ပါလျက်လို့စတော်ကြီးကသူ့ရဲ့တန်ဝေကလေးကျိုးကြီးထဲမှာအဲ့လိုရေးတယ်လူသားမှမဟုတ်မှန်ကန်တဲ့အဆုံးအမနဲ့တွေ့ရတဲ့လူဟာလူသားမှမဟုတ်ပါလူတော့လူထက်လူလူရဲ့အထက်ကလူပေါ့နော်အဲ့ဒါပါတော့အခွင့်အရေးရတဲ့လူပေါ့နော်အဲ့ဒီအခွင့်အရေးရှိနေပါလက်ကနေအဲ့ဒီအခွင့်အရေးကိုသင်တို့အသုံးချပါဘောနော်တကယ်လို့ဒါကိုအသုံးမချလိုက်နိုင်ဘူးလွန်မြောက် ဒီအခွင့်အရေးဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်အခက်မတင်ရင်ငရဲရောက်တည်အထိအခြေအနေဆိုးပြီးတော့ပူလောင်သွားနိုင်တယ်လို့လို့ပြောတာအခွင့်အရေးကို ပြပြီးတော့တိုက်တွန်းတာပေါ့ဒီဒေသနာက ဟုတ်လားအဲ့တော့ဒီအခွင့်အရေးကလည်းဘုန်းဘုန်းတို့အမြဲတမ်းကြီးရနေမှာတော့မဟုတ်ဘူးเนาะအခွင့်အရေးဆိုတဲ့စကားလုံးလေးရဲ့အတိတ်ဘယ်ကိုတေးချစဉ်းစားကြည့်အခွင့်အရေးဆိုတာတန်ဖိုးကြီးတဲ့အရာကို ဖြစ်စေနိုင်တဲ့အခြေအနေเนาะအခွင့်အရေး တန်ဖိုးကြီးမားတဲ့အရာကိုဖြစ်ရှင်နိုင်တဲ့အခြေအနေကိုအခြေအနေလေးကိုဘုန်းတော်အခွင့်အရေးလို့ပြောတာနော်ဘာတန်ဖိုးမှမရှိတဲ့အရာကိုဖြစ်စေတာကိုအခွင့်အရေးလို့ဘာလို့ပြောနေမှာလို့နောက်တစ်ချက်ကအခွင့်အရေးဆိုလို့ရှိရင်သူကယာခဲတဲ့သဘောလည်းရှိမကြခဏယာနေတယ်ဆိုရင်လည်းဒါအခွင့်အရေးလို့ပြောစရာအကြောင်းကိုမရှိဘူးဆုံရှုံသွားလည်းပူစရာမလိုပြီးရင်ပြန်ရမှာပဲလေအခုဘုန်းဘုန်းတို့ယာနေတဲ့အခွင့်အရေးကအဲ့လိုမျိုးမဟုတ်ဘူးတန်ဖိုးကြီးမားတဲ့အရာကိုရရှိနိုင်တဲ့အခြေအနေလည်းဖြစ်တယ်အလွန်မှလည်းရနိုင်ခဲ့တဲ့ ရဖို့မလွယ်တဲ့အခြေအနေဒါကြောင့်မလို့ဒါကိုအခွင့်အရေးလို့ပြောတာဟိုပုံမြင်တပုတ်ကပြောထားတဲ့အခွင့်အရေးရဲ့အဓိပ္ပာယ်လေးလည်းဖုံဖုံသဘောကျတယ်ဟိုတုန်းကတော့တရားတဲ့ထည့်ဟောဖို့ပါတယ်နော်ဘဘူးဆရာတယောက်ကယုတ်ထုတစ်ခုထုပြီးတော့ပြထားတာအဲယုတ်ထုရဲ့ဒီခြေတော့အောင်မှာသူကယုတ်ထုရဲ့နာမည်ကိုအခွင့်အရေးလို့ရေးထားယုတ်ထုကဘလို့ထုထားလဲဆိုတော့မျက်နာကိုဆွေနေနဲ့ဖုံးထားတယ်ဒီမျက်စိတွေနှာခေါင်းတွေပါးစပ်တွေမြင်ရတော့မျက်နာကြီးကဆွေနေဖုံးထားတယ် ီးတော့အဲ့ဒီယုတ်ထုရဲ့ဘေးတစ်ဖက်တစ်ချက်ကလည်းပဲအတောင်မှန်ကြီးတက်ထားတယ်။ယုတ်ထုကိုတော့ဘယ်လိုနာမည်ပေးထားအခွင့်အရေးလိုနာမည်ပေးထား။လာကြည့်တဲ့လူတွေကနားမလဲတဲ့အခါဘုရားရှင်ရှင်းပြတယ်တဲ့။ဟုတ်တယ်ဒါအခွင့်အရေးပဲ။ဘာလို့မျက်စိမှာမျက်ဆမင်တွေဖုံးတာလဲဆိုတော့အခွင့်အရေးဆိုတာလူသားမန်တွေမမြင်နိုင်ဘူး။ငါ့မှာအခွင့်အရေးရနေတယ်လို့အများစုကမသိကြဘူး။မြင်ဖို့ခက်တယ်ပေါ့နော်။ဘာလို့အတောင်မှန်ကြီးကတက်ထားလဲဆိုတော့ငှက်များလိုပဲပြုံးကလေးပြန်ပြေးတတ်တယ်တဲ့။ အချိန်မရွေးလက်လွတ်ဆုံးရှုံးသွားနိုင်တယ်ပေါ့နော်အခွန်ရေးဆိုတာอืมသူပြောတာလေးကလည်းတမျိုးအဓိပ္ပာယ်ကောင်းတယ်လို့ဘုံဘုံကခန်းစားရတယ်ဟုတ်လားဒါကြောင့်အခွန်ရေးရှိနေတယ်ဆိုတာလူသားမန်တွေမသိနိုင်ခွန်ရေးကအချိန်မရွေးလဲဆုံးရှုံးသွားနိုင်တယ်ဟုတ်လားခန္ဓာကိုယ်ကြီးပြည့်စည်ပြီဆိုတာနဲ့သာသနာနဲ့တွဲခွင့်ရတဲ့အခွန်ရေးပါတစ်ခါတည်းပါဖြစ်သွားဆုံးသွားတာပဲလေခန္ဓာကိုယ်ကြီးကလည်းဘယ်အချိန်ပြည့်စည်မယ်ဆိုတာအမှတ်ကန်ချက်ရှိတာမဟုတ်အဲ့ဒီတစ်ချက်ကြည့်လိုက်တာနဲ့ကိုပဲအခွန်ရေးဟာအသေးချာဘူးဆိုတာကိုလည်းဘုံဘုံတို့နားလည်လို့ရတ ဟုတ်လားဒါကြောင့်မို့ဒီအခွင့်အရေးကိုဘုံဘုံတို့မလုပ်ဖို့လို့တော့မဆုံးရှုံးစေဖို့လို့တယ်တကယ်လို့ဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်တော့အများကြီးနစ်နာသွားနိုင်တယ်ပေါ့ဟုတ်လားဒီအခွင့်အရေးကို ဆုံးရှုံးလို့တော့အများကြီးနစ်နာသွားနိုင်တယ်ဆိုတာကိုပြောမယ်ဆိုရင်တော့ဘုံဘုံတို့နော်သီရိဝါဇက်ကတော့ပြောကြအကောင်းဆုံးပဲရွဲကုံသေးဇက်ဟုတ်လားရွှေလေးတစ်လုံးနှလုံးလောက်ပေးလိုက်ရင်ရမယ့်ရွှေခွက်ကြီးက နော်အလကားလိုချင်တဲ့စိတ်ကြီးကြောင့်မလို့ဘာဖြစ်သွားဆုံးရှုံးသွားသူတန်တန်ကြီးတောင်ပေးစရာမလိုဘူးနော်ရွဲလေးလင်းကလေးတော့ပေးလိုက်တာနဲ့ဒီရွှေခွက်ကရမှာရွှေခွက်မှလည်းသိဒါပေမဲ့ तू ပေးနိုင်လားလင်းကလေးတောင်မပေးနိုင်သူ့စိတ်ကဘလို့ရချင်တာအလကားပဲအချောင်ပဲရချင်အဲ့ဒီအချောင်လိုချင်တဲ့စိတ်တန်တန်ကြီးမပေးလို့တဲ့စိတ်ကြောင့်မလို့အလွန်တန်ဖိုးကြီးမားတဲ့ရွှေခွက်ဟာဘာဖြစ်သွားလဲဆုံးရှုံးသွားဟိုမုန်းတို့တွေတွေကလည်းပဲအများစုကအဲ့ဒီရွဲကုန်တဲ့နဲ့တိတ်ပြီးတော့ထူလာမဟုတ် ထိုက်တဲ့ကြိုးစားအထုတ်မှုဘုံဘုံတို့ပေးလိုက်မယ်ဆိုရင်တောင်ဟောသူတော်ကောင်းတရားကိုတည်တယ်တရားချမ်းသာကိုရနိုင်တယ်ဒါပေမဲ့ဘုံဘုံတို့ကထိုက်တဲ့အထုတ်မှုဆိုတဲ့အရင်နေ့ကိုတောင်မပေးခြင်းဘူးလွယ်လွယ်ပဲရှားခြင်းတယ်ပေါ့နော်အချောင်ရခြင်းတဲ့စိတ်ကမတိမတာစိတ်ထဲမှာခိုးကပ်နေတာကိုမြင်အောင်ကြည့်ကြည့်လိုက်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားအဲ့ဒီဇတ်တော်လေးထဲမှာဣဒါစေနံဝိဒါရီတိတတ္တမတ္တနိယမတံရှိတံတော်အနုတ္တပေတိတိရိဝါယံဝါဝါနေသောဒီသာသနာတော်မြတ်ကြီးမှာ နော်အာမခံချက်ရှိတယ်လို့ဆိုတဲ့ဒီသောတပတိမေညာဖူညာပေါ့နော်အဲ့ဒါကိုမြန်ဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်ဒီရွှေခွက်ဆုံးရှုံးလို့နှလုံးခွက်ပြီးတော့တေးရတယ်တေးဒီဝရွဲကုန်စေလို့ရှိတန်တော့အနုတပ်ပေတိတင်ဟာအလွန်ကြာမြင့်စွာသောကာလပတ်လုံးပူပန်ရလိမ့်မယ်အခွင့်အရေးကိုဆုံးရှုံးရင်ပူရလိမ့်မယ်ဆိုတာအဲ့ဒီမှာလဲဟောထားတယ်ဟုတ်တယ်ဩငရဲရောက်ပြီးတော့ပူရလိမ့်မယ်ဆိုတာအခမ်းမသိရင်လဲရောက်သွားနေတာပဲလေတန်စရာဆိုတာဘာမှမသိကြတဲ့သဘောမရှိတာဩ ောင်းကင်ကိုမြှောက်လိုက်တဲ့ဒုတ်တချောင်းကိုနော်အရင်ကပြန်ကြမလားဖျားကြမလားဆိုတာဘယ်သူမှမသိနိုင်တယ်လို့မျိုးလို့မြတ်စွာဘုရားဥမာပေးတာရှိဟုတ်လားဟောဘလို့လူတွေနဲ့တွေ့ပြီးတော့ဘလို့အမှုကျင့်တွေကိုအကောင့်ထင်ပြီးတော့ဘလို့တွေဖုန်းဖုန်းတို့ဆက်လုတ်သွားမယ်ဆိုတာမှန်းလို့မရနော်ဒီဘဝတော့ကိုယ်ကခိုင်းထားပါတော့ကောင်းကောင်းမွန်မွန်အနောက်ဘဝမှာမယုံမှရွှေမှတွေနဲ့ပေါင်းပြီးတော့မှားတာတွေကိုအမှန်ထင်မှန်တာတွေအမှားထင်ပြီးတော့ဟာဖြစ်ချင်တာတွေဖြစ်ပြီးတော့ နောက်ဆုံးမှားရင်းတဲ့လုပ်ရရဲ့အကျိုးရလအဆိုးဆုံးအနေထားပဲရောက်သွားတယ်အပေလေးပုံအပေလေးပုံထဲမှာမှငရဲကိုရောက်သွားနိုင်အဲ့ဒါကိုမြတ်စွာဘုရားကနိရိယမိတမပိတာဆိုတဲ့အဲ့ဒါကိုပြောတာဟုတ်လားအခက်မသိရင်ဘယ်ထိရောက်သွားနိုင်တော့ငရဲထိရောက်သွားနိုင်တယ်အခွင့်အရေးကိုဖျက်ဆီးတယ်လို့ဟုတ်လားဒီနေမှာအခွင့်အရေးကိုဖျက်ဆီးတယ်ဆိုတာကဒီအခွင့်အရေးနဲ့ထိုက်တန်တဲ့အလုပ်ကိုမလုပ်တာပေါ့ဒါအခွင့်အရေးကိုဖျက်ဆီးတယ်လို့ပြောတာပဲဒါဘုံမတို့ရထားတဲ့ဘဝကဘလို့အလုံးနဲ့ထိုက်တန်တယ်လဲဆိုတာကတော့ကိုယ့်ရဲ့ မြင်နိုင်တဲ့ဉာဏ်ပေါ်မှာမူတည်မယ်ပေါ့နော်တရက်ချိန်ကုံသွားတယ်ဘာလို့ရှာဖွေရင်းနဲ့ဘာလို့အရာရယူရင်းနဲ့ကုံသွားတယ်လေဒီတရက်ကကိုဘာလို့ပဲယူယူတရက်ကတော့ကုံသွားတာကုံသွားတာပဲတရားဖို့ရလိုက်သလားတထောင်ဖို့ရလိုက်သလားတသိန်းတန်ရလိုက်သလားတကြေတန်ရလိုက်သလားဒါကုရဲ့လုပ်ရပုံမှာမူတည်တယ်တရက်ကုံကြတာချင်းတော့အတူတူပဲဟုတ်လားဒီတရက်ဒီနေရတဲ့ဘဝကဘုံဘုံတို့ကလူထက်လူဖြစ်တဲ့အတွက်ကြောင့် အလွန်ကြီးမားတဲ့အကျိုးရလတ်ကိုရှာဖွေသိသိနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတာကိုမြင်ရမှာဒါကြောင့်မြတ်စွာဘုရားကဒီတတိယကထာနဲ့အခွင့်အရေးရဲ့တဘာဝကိုပြောပြပြီးတော့အထုတ်ခြင်းစိတ်ထက်သန်အောင်တိုက်တွန်းတယ်ဟုတ်လားအလွန်ပြည့်စုံတယ်နော်